ြမာဘုံထဲမှာရုပ်ကြီးပဲရှိရဲ့ဂျမာဘုံနဲ့နိုင်ကြီးပဲရှိရဲ့ဂျမာဘုံရှိရဲ့လို့ကြားဥပါတယ်ရှင်ပြအဲ့တော့ဂျမာတွေကနတ်ထတောင်အစွမ်းရှိရဲ့အစင်းမြင့်တယ်လို့လည်းဖုံဖုံကဟောတော့ဒီလိုရုပ်ကြီးပဲနိုင်ကြီးပဲရှိရဲ့ဂျမာတွေကသူတို့ကဘလို့တွေအစွမ်းရှိပါသလဲဘာကြောင့်သူတို့ကရုပ်ကြီးပဲနိုင်ကြီးပဲရှိနေပါသလဲဖျားရုပ်ကြီးပဲရှိရဲ့ဂျမာရောနန်ရှိအောင်ဖန်ဆင်းလို့မရဘူးလားနိုင်ကြီးပဲရှိရဲ့ဂျမာရောဒီရုပ်တွေပါရှိအောင်ဖန်ဆင်းလို့မရနိုင်ဘူးလားရှင်ပြဒါသူတို့ရဲ့ဆန္ဒပါမှန်ပါဗျာ ရုပ်ချိနော်ရုပ်ချိမဟုတ်ပဲနဲ့ရုပ်ချိရုပ်တသက်လို့ဆိုလို့တယ်မှန်ပါဗျာရုပ်တသက်တာရှိတဲ့ပြမဘုံရဲ့နံတသက်တာရှိတဲ့ပြမဘုံရဲ့လို့နှစ်ခု껙ရုပ်နဲ့နှစ်ခုပေါင်းဆက်ထားတဲ့ပြမဘုံရဲ့သုံးမျိုးရှိတယ်မှန်ပါဗျာနော်ရုပ်တသက်တာရှိတဲ့ပြမဘုံကသူတရားကျင့်တဲ့အချိန်ကသူဆန္ဒရောသူကဘယ်လိုဆန္ဒရှိတာလို့ဆိုသူတမထကျင့်စဉ်အောင်ပြီးတဲ့အခါမှာသူစဉ်းစားတယ် နန္တရားရှိနေလို့စိတ်ရှိနေလို့စိတ်ကဘွာလှုပ်ချင်တယ်ဒါလှုပ်ချင်တယ်ဘာလှုပ်ချင်တယ်ဆိုရင်ဒီစိတ်ကိုထဲရတာပေါ့မှာသူကစိတ်ကိုအပြစ်မြင်တယ်မှန်ပါဗျာစိတ်မရှိရင်ကောင်းတယ်ကွာအာရုပ်တက်တက်ပဲရှိတာကောင်းတယ်ရုပ်ကြည့်ဆိုရင်ဘာမှမသိတော့အေးရောစိတ်ကတည်နေပြီးတော့ဟိုကလှုပ်ချင်ဒါလှုပ်ချင်ဟိုကဖြစ်ချင်ဒါဖြစ်ချင်ဒီစိတ်ဟာအတော်ဆက်ဆုပ်စရာကောင်းနေဆိုစိတ်မဖြစ်ချင်တဲ့ဆန္ဒကြောင့်သူကရုပ်တက်တက်သွားဖြစ်တယ်မှန်ပါဗျာ နန်တသက်ရှိတဲ့မြမားလည်းထုတ်တူပဲရုပ်ရှိနေရင်ခေါင်းကပ်ရမယ်ဖိုင်းနိုင်ရမယ်တခုတော့ရုပ်ကဒုက္ခပေးနေတယ်ပေါ့နော်မှန်ပါဗျာရုပ်မရှိရင်စိတ်ချဆိုရင်ဘာမှအထီးကိုက်နေတာမရှိဘူးစိတ်ချရှိနန်ကြီးရှိတာကောင်းတယ်လို့သူ့ဆန္ဒကြောင့်မို့လို့သူကနန်ကြီးရှိတဲ့မြမားနန်တသက်သာရှိတဲ့မြမားဖြစ်တယ်မြမားကြီးဆိုတာတတ်တည်တဲ့အစင်းမြင့်တယ်လို့ကြားရတယ်ဆိုတော့အစင်းမြင့်တယ်ဆိုတာခုနပြောသလိုပဲ ကာမဂုဏ်အာယုနေနဲ့မျက်စိကကြည်နာနာထောင်ပြီးတော့ဒီခန္ဓာမှချမ်းသာတဲ့ဟာမျိုးမဟုတ်ဘူးသူတို့ကမှန်ပါဗျာဘာမှကြည်ရှုနာထောင်နေတာမဟုတ်ပဲနဲ့အတွင်းစိတ်ထဲမှာတမာတိဆောင်အားလေးနဲ့သူတို့ကအာယုနေတစ်ခုပေါ်မှာတည်ငြိမ်စွာနေတဲ့ချမ်းသာဒုက္ခကိုသူတို့ကယူတာဟုတ်ပါဗျာတမာတိဒုက္ခပေါ့နော်မှန်ပါဗျာရုပ်ရုပ်သက်သက်သာရှိတဲ့ပြမနန္တသက်သက်သာရှိတဲ့ပြမတွေကဘလို့အစွမ်းရှိတယ်လဲလို့ဆိုရင် သူတို့ရဲ့အစွမ်းဆိုတာဟာလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုကြောင့်သူတို့ရဲ့ဘဝမှာအေးချမ်းမှုအနောက်ရှက်ကင်းမှု သူရဲ့တက်တန်းအတိတက်တန်းရှိကြစွာ နေထိုင်ရမှုဆိုတာ၄တော့ရှိ